6လှန့်လင်းလင်းမှုတင်ပန်အကောင့်လော့ကျသွားပြီတင် Facebook အကောင့်ကိုပိတ်သိမ်းတော့မယ်ဆိုပြီးလင်းတစ်ခုကိုဝင်ခိုင်းတာအဲ့ဒီလင်းမှာတင်ရဲ့ password တွေ OTP ကုတ်တွေဖြည့်ခိုင်းပြီးအကောင့်ကိုခိုးယူတာမျိုးတွေဖြစ်ပါတယ်အလိမ်အညာဟုတ်မဟုတ်ဘယ်လိုစစ်ဆေးကြမလဲအရန်ကောင်းလို့နေတတိထားပါအပြင်လောကမှာမဖြစ်နိုင်တဲ့အမျက်အစွန်းတွေမယုံနိုင်လောက်အောင်လျှော့ထားတဲ့ဈေးနှုန်းတွေပေးနေရင အလိညာဖြစ်ဖို့အခွင့်အလမ်းအလွန်များပါတယ်။အရေးတကြီးလောစော်တာကိုတတိပြုပါ။အခုချက်ချင်းလွှဲရမယ်။နောက်ကျရင်မရတော့ဘူး။တင့်အကောင့်ပိတ်တော့မယ်။အခုဝင်ပါ။စသဖြင့်တင့်ကိုစဉ်းစားချိန်မပေးဘဲလောခိုင်း၆လန့်တာမျိုးတွေဟာလိန်လေသူတွေရဲ့အဓိကနီးလန်းတစ်ခုပါ။ page account အစစ်ဟုတ်မဟုတ် စစ်ဆေးပါ။အလူခံ page ၊ရွှေဆိုင် page ၊ Tom Ho celebrity page တွေဆိုရင် page transparency မှာ page စထောင်တဲ့ရက် creation date page name ပြောင်းထားတာရှိမရှိ follower အရေအတွက်အစစ်မှန်ဟုတ်မဟုတ်အမှန်ချက် verify မရှိမရှိသိချစစ်ဆေးပါ page ထောင်ထားတာရက်ပိုင်းလပိုင်းသာရှိသေးရင်အထူးသတိထားပါ password otp ဘသူကိုမှမပေးပါနဲ့ဘဏ်ဝင်နှင်း facebook ဝင်နှင်းအစစ်မှန်တွေဟာတင်ရဲ့ password ဒါမှမဟုတ်တင်ဖုန်းထဲကိုဝင်လာတဲ့ OTP ကုန်နံပါတ်ကို ဘယ်တော့မှတောင်းမှာမဟုတ်ပါဘူး။တန်တရားရှိရင်လမ်းကြောင်းပြောင်းစစ်ဆေးပါ။ကိုတငယ်ချင်းကပတ်စံချီးရင်သူ့စီကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးအရင်မေးပါ။ဘဏ်ကိစ္စဆိုရင်တင့်စီဝင်လာတဲ့ link ကိုမသုံးဘဲကိုတိုင်းတိထားတဲ့တရားဝင် website ဖုန်းနံပါတ်ကိုသာဆက်သွယ်မေးမြန်းပါ။ဒီအချက်တွေကိုတတိပြုခြင်းအဖြစ် online ပေါ်မှာလိမ်လည်လှည့်ပြောင်းမှုတွေကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။တန်တရားဖြစ်ဖွယ်တစ်ခုခုတွေ့ရင်အချင်းယူစဉ်းစားစစ်ဆေးဖို့အမြဲတမ်းရဖို့ ်အရေးကြီးပါတယ်။ မြပြောင်းလဲနေတဲ့ခေတ်စီထမှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှဆက်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DPP Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပါရင်းနဲ့ DPP Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။ မင်္ဂလာမနက်ခင်းပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရုံးမြင့်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှင်းစားကြရမှာပါရှင်မကွေးတိုင်းမကွေးမြို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရသူတယောက်နိုမာလာ9ရက်နေ့က drone gun အပါအဝင်ခဲယမ်းတွေနဲ့အတူအလင်းဝင်ခိုးလုံလာတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်ကနိုမာလာ73ရက်မှာသတင်းထုတ်ပြန်လိုက်ပါတယ် အလင်းဝင်လာတဲ့သူကဒီမော့ဆူမြို့နယ်ခမရ429တက်ရင်မှာတာဝန်ကျနေတဲ့တသားသစ်ဖြစ်ပြီးသူနဲ့အတူ drone gun တစ်လက်60မမဘုံသီးနှလုံး MA11 ကြီးပေါင်းနှစ်ခုကြီးစံတွေဆက်သွယ်ရေးဆက်တွေနဲ့အတူအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အခုပေါ်တာဆွဲခံရသူကမကွေးစာတီဖြစ်ပြီးတော့မြို့ပေါ်မှာဖုန်းလာဝယ်ရင်းပေါ်တာဆွဲခံရတာဖြစ်ပြီးတော့အဲ့ဒီကနေစစ်မှုထံအပတ်စဉ်၄တင်နန်းတက်ရောက်ခဲ့ရပြီး ဒီမော့ဆိုမြို့နယ်ခမရ420ခွန်တက်ရင်ကိုပို့ခံလိုက်ရတာလို့ဆိုပါတယ်အခုလိုထွက်ပြေးအလင်းဝင်လာသူအတွက်စုချင်းငွေချီးမြှင့်ဖို့အမျိုးသားညွေအစိုးရကောက်ွယ်ဝင်ကြီးဌာနကိုတင်ပြထားပြီးလက်ရှိမှာကံကောက်မုံမုံစောက်ရှောက်ထားတယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ပြည်သူ့ကောက်ွယ်ရေးအဖွဲ့နေပြည်တော်စီကိုဗတ်ပြောင်းခုလုံလာကြသူတွေဟာ၉ရောက်အထိရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။စကိုင်းတိုင်းဝက်လက်မြွနယ်ထဲမှာအာနာသိန်းစစ်တပ်ကတလအတွင်းကြီးရွာ၁၂ရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ နှစ်ပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ160နီးပါးပြုလုပ်ခဲ့တယ်လို့ဒေသခံတော်လန်ရင်အတိုင်းအဝိုင်းကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ73ရက်နေ့ကနေစတင်ပြီးတော့နိုမာလာ73ရက်နေ့အထိမီးရှို့ဖျက်ဆီးခဲ့လို့ကြီးရွာဆက်နွေရွာကနေအိမ်ယာနဲ့ချီပြီးမီးလောင်ပျက်စီးသွားတယ်လို့ပြည်သူတွေရဲ့ပစ္စည်းတွေကိုခိုးတဲ့တာတွေလည်းရှိတယ်လို့ဝလမြွနယ်လူလူသပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်စစ်ကြောင်းရှိနေတဲ့အတွက်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့မစိစစ်နိုင်သေးဘူးလို့လည်းဆိုပါရယ် စစ်တပ်ကစစ်ကြောင်းထိုးနေလို့စစ်ဘေးရှောင်နေရတဲ့ရွာ20ကျော်ရှိပြီးလူဦးရေ2000ဝန်းကျင်ရှိနေလို့လည်းဆိုပါရယ်ဒေသရင်းမှာလည်းစီးရဲတင်းမာနေပြီးစစ်တပ်ဘက်ကအထိနာတဲ့အခါမျိုးတွေမှာစီးရဲနဲ့မဆိုင်တဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေရှိပြီးလေကြောင်းကနေဘုံကျဲတာလဲအော်တိုဘာလဝက်အတွင်းမှာအကြိမ်ရေ160ကျော်တယ်လို့ဝက်လက်မြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကိုအလင်းရောင်က DVB ကိုပြောပါရယ်ရှင် စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲထဲကြဖို့အမှုပညာရှင်တွေနဲ့ဝါရဖြတ်မှုတွေလှုပ်ဆောင်နေတဲ့အပေါ်ပြည်သူတွေဘလို့အမြင်ရှိကြပါသလဲအခုလိုအမှုပညာရှင်တွေကိုအတုံးချတဲ့ရွေးကောက်ပွဲအပေါ်ပြည်သူတွေရဲ့စိတ်ဝင်စားမှုကိုရနိုင်ပါမလားဒီအကြောင်းကိုတော့မြတ်သစင်ကပြောပြပေးမှာပါရှင်ပြည်သူများလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲအာဏာသိမ်းစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြတ်မှုတွေမှာအမှုပညာရှင်တွေ အားလုံးပါဝင်ကြဖို့ ချင်းချောက်တာတွေလုတ်ခဲ့ပြီးတဲ့နောက်တရုတ်ဆောင်အများပြားနဲ့ဆူရောအများပြားရဲ့မဲပေးဖို့တိုက်တွန်းတဲ့ဝါရဖြန့်တဲ့ဗီဒီယိုတွေကိုစစ်ကော်မရှင်ဩဇာခံသတင်းမီဒီယာတွေမှာထုတ်လွှင့်ခဲ့ပါတယ်။ဒီလိုထုတ်လွှင့်လာတဲ့အပေါ်ပြည်သူတွေအနေနဲ့အမှုပညာရှင်တွေအပေါ်ဘလို့သဘောထားရှိကြပါသလဲ။ဒီလိုမျိုးအမှုပညာရှင်တွေက တိုက်တွန်းတဲ့အခါရွေးကောက်ပွဲအပေါ်နဲ့မဲပေးဖို့ကိုပြည်သူတွေတကယ်ပဲစိတ်ဝင်စားကြပါသလား။ ရန်ကုန်မြို့မှာနေထိုင်တဲ့အသက်50ကျော်အရွယ် NDU အမိလွှဲကတော့ဒီလိုအမှုပညာရှင်တွေဝါရဖြန့်နေဟာကို TikTok ဗီဒီယိုတွေမှာ တွေ့မိတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ဩဇာခံသတင်းမီဒီယာတွေကိုတော့မကြည့်တာကြားပြီးလို့လည်းဆိုပါတယ်။ဒီလိုအမှုပညာရှင်တွေနဲ့မဲပေးဖို့တိုက်တွန်းလဲရွေးကောက်ပွဲနဲ့မဲထည့်တာကိုတော့ဘသူကမှစိတ်မဝင်စားဘူးလို့လည်းဆိုပါတယ်။အချင်းလူပညာရှင်တွေလည်းပြောခိုင်းလဲမထည့်ဘူးအကုန်လုံးကတော့မထည့်ဘူး။ ဒါပေမဲ့လို့အင်းတိလာခေါ်ရင်တော့တော့ထည့်ရမှာပေါ့နော်အဲ့လိုပေါ့ထည့်ပြီးရင်လဲကိုယ်ရင်တော့ပုံမြန်မြန်ပြန်အဲအဲ့လိုမျိုးတွေတော်တော်များများပြောပါတယ်မေယုံမှာတတန်နေမနေနဲ့အဲ့ဒီအချိန်မှာလဲစကားတမီပြောမနေနဲ့သူမရှိမနေလာခေါ်လို့ထည့်ရတယ်ဆိုရင်လဲထည့်ထည့်ခြင်းနဲ့ဟာထည့်ပြီးမြန်မြန်လေးသာပြန်လာခဲ့အဲ့လိုမျိုးပဲပြောကြတာမဲပေးဖို့တိုက်တွန်းတဲ့ရုပ်သံဖိုင်တစ်ခုမှဆိုရင် နာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့ပြည်တီဦး၊အိန္ဒြာကျော်စင်၊ဖွေဖွေ၊ဝင်းမုံရွှေကြီး၊ဆိုင်းဆိုင်းခန့်လိုင်း၊ထွန်းထွန်း၊ခိုင်တင်းကြီး၊ထွန်းအိန္ဒြာဘိုး၊မိုးဟေကို ခင်ဝဲဝါစားတဲ့ဝိုင်းရင်တရုတ်ဆောင်တွေ ပါဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။အသက်30ကျော်အရွယ်မှနှင်းနှင်းကတော့ဒီလိုအမှုပညာရှင်တွေသုံးပြီးမဲပေးဖို့တိုက်တွန်းတဲ့အပေါ်ဘလို့မှမမြင်ဘူးလို့ဆိုပါတယ်။ဘလို့မှမမြင်အဲ့ဒါနဲ့ကို ူကလည်းသေးသေးမပေးဘူးမပေးမဲ့လူတွေဆိုတော့မှမပြီးဘာကြီးလုံးလုံးလုံးနေမှမပြီးပြီးတော့သူသူဝဲသူဝဲပြောင်းအောင်ချုပ်မယ်ဟာဘာကြီးဆိုင်တွေကောက်ပွဲလို့လုံးရှုပ်ခဲ့မကြသေးခင်ကအသက်18နှစ်ပြည့်သွားခဲ့တဲ့မကြီးလေးအမိလွှဲကမဲပေးဖို့အသက်ပြည့်သွားခဲ့ပေမဲ့သူနဲ့ရွေးကောက်ပွဲကမသက်ဆိုင်ဘူးလို့ဆိုပါတယ်။အခုလိုအနုပညာရှင်တွေဝါရဖြန့်တာနဲ့မဲဆွယ်စီယုံကြီးတွေဘလောက်ပဲလှုပ်လှုပ် မဲပေးဖို့အစနမရှိဘူးလို့ဆိုပါတယ်။သူတို့ကလည်းသူတို့လုပ်တဲ့ဝါရဖြန့်ချီတွေကိုဂယူဆိုင်အလီမထားနိုင်ဘူး။အဲဘသူမှလည်းမဲသွားပြီးဖို့အတွက်စိတ်ဆန္ဒမရှိကြပါဘူး။ဘာလို့လဲဆိုဒီရေကောက်ခွေးဟာလွတ်လပ်မှုလည်းမရှိဘူး။တရားမျှတမှုလည်းမရှိဘူး။ပြီးတော့စစ်အစိုးရကလည်းကျွန်တော်တို့ကလုံးဝလုံးဝမလုပ်လာတဲ့အတွက်ဒီရေကောက်ခွေးဟာကျွန်တော်တို့နဲ့မသက်ဆိုင်ဘူး။အဲကျွန်တော်တို့ပါမဲပါဝင်ပြီးဖို့အတွက် လုံးဝစိတ်ဝင်စားပါဘူး။ရေကောက်ပွဲဝါရဖြန့်ဇလန်းတို့တစ်ခုဖြစ်တဲ့ ခေတ်သမိုင်းကိုဒုံဆိုင်မိသူများမှပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်တွေကိုပြည်သူတွေရဲ့တုံ့ပြန်မှုက ပြင်းထန်ပြီးလူမှုရေးပြည်ထောင်ပြုလုပ်ဖို့နဲ့တပိတ်မှတ်ဖို့စော်ဩမှုတွေကြောင့်စေအုပ်စုကရွေးကောက်ပွဲဝါရဖြန့်မှုတွေမှာအမှုပညာရှင် အားလုံးပါဝင်ကြဖို့ဖိအားပေးလှုပ်ဆောင်ခဲ့ကြတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိဆက်သူတွေကဆိုပါတယ်။မကြည်လဲကတော့စေအုပ်စုကအခုလိုမျိုးအမှုပညာရှင်တွေနဲ့ဝါရဖြန့်တာက ပြည်သူတွေကိုမဲပေးနိုင်မှုစီးယုံနိုင်မယ်လို့ယူဆထားပေမဲ့တကယ်တမ်းတော့ပြည်သူတွေစီကပြည့်ရဲ့ပြမှုနဲ့အမှုပညာရှင်တွေအပေါ်လူမှုရေးပြည်တံပေးမှုတွေသာရရှိခဲ့တယ်လို့ဆိုပါတယ် အဲစက်ကောင်စီဘက်ကယူကော့ဝင်နဲ့ပတ်သက်ပြီးတော့ဗောနော်အမှုပညာရှင်တွေခေါ်ပြီးစီယုံကြီးလောက်တာကအပြည်သူတွေကိုမဲဆွဲရကြနိုင်မယ်လို့ယူဆလောက်ပင်မဲ့တကယ်တမ်းမှာတော့ပြည်သူတွေဘက်ကတုံ့ပြန်မှုကတော့ negative sense နဲ့ sense တုံ့ပြန်မှုလို့ပဲသူတို့ရရှိသွားကြရေဗောနော်အ Facebook ပေါ်မှာဆိုလို့ရှိရင်လည်းသူတို့ကို boycott လုပ်ချဖို့ပြီးတော့သူတို့ရဲ့ video ကိုလောင်ရေပြည်ရေလောက်ချရမျိုးပဲရှိကြပါတယ်ပြီးလို့ရှိရင်ဒီအမှုပညာရှင်တွေကို boycott လုပ်ဖို့ပို့ပြီးတော့စိတ်ဟာ ထက်တန်လာကြရေပေါ့နော်ပြည်သူတွေကဘာဖြစ်လို့ဆိုတော့ဒီတနိုင်ငံလုံးကစီးပွားရေးအနေနဲ့ရောဘယ်ဘက်ရှူထောင်းကနေဖြစ်ဖြစ်အကောင်လုံးအခက်ခဲကြတဲ့နေကြရဲအမှန်တရားအတွက်ရင်ဆိုင်နေကြရဲအချိန်မှာသူတို့ကသူတို့တကူကတကူစာကောင်းစားဖို့အတွက်လွတ်မြောက်ဖို့အတွက်ပဲသူတို့ကကြည့်ရတဲ့အတွက်ကျွန်တော်တို့ကလုံးဝအားပေးစရာအကြောင်းမရှိပါဘူးအနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုယောင်ရွေးကောက်ပွဲဖြစ်ကြောင်းနဲ့ပြည်သူအလုံးဝိုင်းဝန်းကန့်ကွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လန်ရင်အင်အားစုတွေကလည်းထုတ်ပြန်ထားပါတယ်။စေအုပ်စုဟာရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးအဲ့ဒီရွေးကောက်ဥပဒေနဲ့ရွေးကောက်ပွဲကို စန့်ကျင်သူတွေကို အမှုဖွင့်အရေးယူတာဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီးဖမ်းဆီးခံရသူတွေတဲ့အသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါဝင်ပါတယ်။ဒါအပြင်ရွေးကောက်ပွဲဝါရဖြန့်ဇလန်းတို့ကိုဝေဖန်တာနဲ့ ဝေဖန်တဲ့လူမှုကွန်ရက် post တွေကိုတုံ့ပြန်မှု react တွေပေးခဲ့လို့ဆိုပြီး writer mighty ဇက်ဖို့တယောက်ဆောင်ကျော်ဝင်းထွန်းဟာတာတယောက်ဆောင်အုံတိုင်း writer ဇဘူထွန်းသက်လွင်နဲ့ writer အောင်ချမ်းလူတို့ကိုလည်းရွေးကဥပဒေနဲ့ဖန်ဆီးခဲ့တာဖြစ်ပါတယ်။ကျမမျက်သစင်ပါရှင်။စစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်သပိတ်မှောက်ဖို့ရန်ကုန်မြို့ပြနေပြည်သူတွေကိုတော်လိုင်းအင်အားစုတွေကစီယုံလှုံ့ဆော်ခဲ့ပါတယ်။ ရွေးကောက်ပွဲကစစ်အုပ်စုရဲ့ထွက်ပေါက်ဖြစ်လို့ထွက်ပေါက်မပေးနဲ့လို့ပြည်သူတွေစီတွားရောက်ပြီးပြောဆိုစီရင်လှုံ့ဆော်ခဲ့တာပါပြည်သူတွေရဲ့အာဏာကိုအတင်းအဓမ္မသိမ်းယူပြီးလူမှုဘဝကြက်တဲနှိမ်ပါအောင်ရွေချက်ရှိရှိလှုပ်ယူခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကိုထွက်ပေါက်မပေးမိဖို့လိုကြောင်း YRF ကဆိုပါတယ်2020ခုနှစ်နောက်ပိုင်းချိန်မိတ်ပြီးခံခဲ့ရတဲ့ခံပြင်းမှုတွေ၊နာကျင်မှုတွေ မကျဉ်းနှက်ချက်တွေဒုက္ခတွေကိုအောင်းမေ့ရင်ထွက်ပေါက်မပေးဘဲစစ်အာဏာရှင်စနစ်အလုံးစုံပြိုကျပြက်စီတဲ့အထိဆက်လက်တောင်းခံပေးကြဖို့မိဘပြည်သူတွေကိုလေးစားစွာနဲ့တိုက်တွန်းလိုက်ပါတယ်လို့ရန်ကုန် Revolution Force YRF ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ထိုင်းမှာနေ့လယ်2နာရီကနေညနေ5နာရီကန့်သက်ချိန်အတွင်းအများနဲ့သက်ဆိုင်တဲ့နေရာတွေမှာအရက်တောင်ရင်အေးအေးယူမဲ့ဥပဒေတစ်ကိုတတိထားဆင်ခြင်ချဖို့အလုတ်သမားကြီးလှူရှာသူတွေကတတိပေးပါဗျ။ ဇွဲသစ်တင်ပြပို့ထားပါရရှင်ထိုင်းနိုင်ငံမှာရက်သေးစာထင်းချုပ်ရေးဆိုင်ရာဥပဒေသစ်အရနိုဝင်ဘာလ၈ရက်နေ့ကစလို့အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာခွင့်ပြုချက်မဟုတ်ပဲအရက်ဘီယာတာသုံးမှာကဒဏ်ငွေဆောင်ရမယ်လို့သိရပါတယ်အထူးသဖြင့်ထိုင်းကဈေးဝယ်စင်တာတွေရက်ကွက်ဈေးဆိုင်တွေနဲ့7-11အယောင်ဆိုင်တွေမှာအရက်ဘီယာရောင်းချတာကိုနေ့လယ်၂နာရီကနေညနေ၅နာရီအတွင်း ကန့်သက်ထားပြီးဒီဥပဒေက1982ခုနှစ်ကတည်းကရှိခဲ့တာပါဥပဒေတရကန့်သက်ချိန်တွင်အရရောင်းဝယ်တာအပြင်အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာတောက်သုံးတာကိုပါကန့်သက်လိုက်ပါတယ်အရင်တော့ကတော့တောက်သုံးသူကိုပဲအရေးယူတာကိုကတောက်သုံးသူရောဆောင်ရှင်ရောအရေးယူမယ်ပတ်တထောင်အထိတန်ငွေဆောင်ရမှာဖြစ်တယ်နောက်အဲ့ရမကတော့300တင်မဟုတ်ဘူးဆောင်ရဆန်တန်းနေစစ်ဆေးတာအားတို့နောက်ခန္ဓာကိုယ်အစိပ်ပိုင်းကိုနောက်သူ စပိတ်ဆိုစပိတ်ဆိုင်ကယ်ဆိုဆိုင်ကယ်အဲ့လိုစစ်စေးရနေမလို့လားဆိုပြနေနှစ်မှုသုံးမှုအမှုတွေစင်ပွားတက်သွားမှာဖြစ်တဲ့အတွက်ကိုကြိုက်ကြလို့တောက်ရင်ကို့အိမ်တန်းရတိုက်တန်းရမြမာတန်းရဒီမှာပဲတူတူတိတ်တိတ်လေးတောက်ပါအပြင်မှာထွက်ပြီးတော့လမ်းတလားမယ်အပေါင်းသင်းနေနဲ့ဟေးလာလာလာလုံမယ်လို့လုံးဝလုံးဝစိတ်မကူးပါနဲ့ပါတတောင်းဆိုတာအမတန်ဟိုမရှိတဲ့လူဖို့အလုပ်ပုံမှန်မရှိတဲ့လူဖို့ရှားကြံရတာခက်ပါတယ်။နောက်ကျောင်းမှာရှိတဲ့မိသားစုတွေကိုဟိုရှားဒီရှားနဲ့ မြက်ကလေးဆံပြဖြစ်အောင်ဒုက္ခမပေးပါနဲ့လို့အလေးနဲ့မြစ်တရရခံတန်ကြားကြပါလေဥပဒေအသစ်မှာချွင်းချိုက်နေတဲ့ခွင့်ပြုထားတဲ့နေရာတွေတော့ရှိပြီးဟိုတယ်တွေလိုင်စင်ရပါတွေနဲ့နိုင်ငံတကာလေဆိပ်လိုနေရာတွေမှာတော့အချိန်ကန့်တတ်ထားတာမရှိဘဲအရက်တဲခင်ရောင်းချခွင့်ပေးထားတယ်လို့လည်းဆိုပါရယ်။ဒါအပြင်အရက်ပီယာကြော်ညာနဲ့ပတ်သက်တဲ့ဥပဒေကိုတင်းကျပ်ထားပြီးအမှုပညာရှင်လူသိထင်ရှားတဲ့ပုံကိုယ်တွေအရက်ကြော်ညာတာမျိုးခွင့်မပြုဘူးလို့လည်းဆိုပါရယ်။ အခုလိုထိန်ချုပ်ကန့်သတ်လိုက်တာကြောင့်အရာရောင်ချတဲ့ဆိုင်တွေမှာလည်းတက်ရောက်မှုရှိလာနိုင်ပါလေ။နေလေဆိုရင်မနေ့စတနေ့ကနေလေနနညအထိဝယ်ခွင့်ရှိတယ်အဲ့ချိန်ကြပဲဝယ်ပြီးတော့ဟိုအကရဲ့ lambda ဆိုင်မှာထိုင်တောင်းဝင်ဆိုရင်တို့ဖွင့်တဲ့ချိန်ကြပဲထိုင်တောက်ပါတို့ဟိုဥပဒေကပြရှိရပြခဲ့ရနေမှာပဲစစထုတ်တာကကြော တကယ်တကယ်အကျော်တဲမှုဘယ်လိုမျိုးရှိလာလဲတော့မပြောတတ်သေးဘူးနော်အနည်းဆုံး3လနဲ့4လဝန်းကျင်ပေါ့တချို့ရေကဟိုမူတဏီကုံတချို့အယတ္တမတဏီနေကုံနေကုံမူတန်ပါမဟုတ်ဘူးမျိုးလူပြတ်ဖြစ်သွားပါလားအဲ့ကြောင့်လို့တော့အချိန်နဲ့ကန်တာပါပေါ့အကန်တော့အလုတ်တမားဆိုရင်ဟောကရဲ့အဲ့လိုမျိုးပေးရောင်းနေပေးတောင်းရဆိုရင်အတုတ်တမားတွေကလည်းအကျိုးတရားမှုရှိလေအကဲတချို့တမားတွေကအရက်တောက်ရမှအလုတ်လုံးနိုင်တာပညာပေါ့ ထိုင်းဝန်ကြီးချုပ်ကအဲ့ဒီဥပဒေကိုပြန်သုံးသပ်ဖို့အတွက်ကျမရဲ့ဌာနနဲ့ဆွေးနွေးဖို့ပြည်ထောင်စုဌာနကိုညွှန်ကြားထားတယ်လို့သိရပါတယ်။ကန့်သတ်ထားတဲ့ဥပဒေဟာထိုင်းနိုင်ငံသားတွေသာမကထိုင်းမှာနေထိုင်ကြတဲ့ရွှေပြောင်းလူသားတွေနိုင်ငံသားဧည့်သည်တွေအတွက်ပါအကျုံးဝင်မှာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းရအလို့သမားကြီးလှူရှားသူတွေကမြန်မာရွှေပြောင်းလူသားတွေသတိထားဆင်ခြင်ကြဖို့နဲ့ထိုင်းမှာစားသဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေအထူးသတိထားကြဖို့တိုက်တွန်းပြောဆိုနေကြပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသက်ပါ အစ္စရေးကာကွယ်ရေးဝန်ကြီးကစစ်တပ်ရဲ့ဗမ်းမလိုက်တဲ့ဇယိုက်လက္ခဏာကိုထိန်းသိမ်းဖို့ကြိုးပမ်းမှုတစ်ခုအဖြစ်အများပြည်သူသုံးတက်မရရေဒီယိုကိုပိတ်ဖို့စီစဉ်ထားတယ်လို့နိုမာလာဆက်နှစ်မှာပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ရေဒီယိုလိုင်းရဲ့အကြီးအကဲကဝန်ကြီးရဲ့ဆုံးဖြတ်ချက်ကိုသတင်းစာလိုလက်ခွင့်ကိုထိုးနှက်ချက်တည်းရဲ့အဖြစ်ရှုံချခဲ့ပါတယ်။ အဒီတာအာဘော်အရာလွတ်လပ်တဲ့ရေဒီယိုလိုင်းကိုပိတ်ဖို့နိုင်ငံရဲ့လက်ရာရင်အစိုးရစီအဆိုပြုချက်တည်းရဲ့မကြမီတင်သွင်းမှာဖြစ်ပြီးမတ်လ၁ရက်နေ့မှာရေဒီယိုထုတ်လွှင့်မှုတွေကိုရပ်ဖို့မျှော်လင့်ထားတယ်လို့အစ္စရေးကာကွယ်ဝင်ကြီးအစ္စရေးကတ်ကကြေညာချက်တစောင်းထုတ်ပြန်ပြောဆိုခဲ့တာပါတမရရေဒီယိုရဲ့အကြီးအကဲတယ်လက်ဖရန်ကဒီလှုပ်ဆောင်ချက်ကိုမမျှော်လင့်ထားဘဲစစ်သားတွေရဲ့အကျိုးစီးပွားကိုဦးစားပေးတဲ့ပညာရှင်ဆန်တဲ့လုပ်ငန်းစဉ်တည်းရဲ့မဖြစ်နေဘူးလို့ပြောခဲ့ပါတယ် တမရရေဒီယိုဟာအစ္စရေးနိုင်ငံတော်ရမုံငွေနဲ့လည်ပတ်နေတဲ့သတင်းဌာနနှစ်ခုတည်းကတစ်ခုလည်းဖြစ်ပါရဲ့ရှင်။စစ်သုံးနာရီကြာဖြစ်ရတဲ့ကမ္ဘာအရှိဆုံးဆောင်းမွေးပွဲဖြစ်တဲ့ဆူနန်ဆောင်းမွေးပွဲကိုတောင်ကိုရီးယားနိုင်ငံမှာပြုလုပ်ခဲ့ပါတယ်။ဒီဆောင်းမွေးပွဲကိုနှစ်စဉ်နိုမာလာတိုင်းပြုလုပ်တာဖြစ်ပြီးကျောင်းသားတွေရဲ့အနာဂတ်ကိုအဓိကဆုံးဖြတ်ပေးတဲ့ဆောင်းမွေးပွဲပဲဖြစ်ပါတယ်။ကြတာပရီနေမှာဖြေဆိုတဲ့ဆူနန်ဆာမွေးပွဲကိုနိုင်ငံတော်ကကျောင်းသားပေါင်း9သိန်းခွဲကျော်ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒါဟာ9နှစ်အတွင်းဆောင်မွေးဝဲဖြည့်ဆို့သူအများဆုံးအရေးအတွက်ပဲဖြစ်ပါတယ်။သင်ချာ English လူမှုရေးနဲ့သိပ္ပံနိုင်ငံခြားဘာသာဟန်ကြားဘာသာစတဲ့ဘာသာရပ်အလိုက်မိကုံးပေါင်း200ကျော်ရှိပါတယ်။ဒီဆောင်မွေးပွဲဟာတက္ကသိုလ်ဝင် ခွင့်အတွက်သာမကပဲအလောက်ကန်ရရှိဖို့လစာအနေအများအနာဂတ်မှာဘယ်လိုနေထိုင်ရမလဲဆိုတာနဲ့အနာဂတ်အိမ်အောင်ဘက်ရွေးချယ်တာတွေမှာလည်းအရေးပါတယ်လို့ဖော်ပြပါတယ်။ ပုံမှန်ကျောင်းသားတွေကမနက်7:40မိနစ်ကနေညနေ9:40မိနစ်အထိဖြည့်ဆို့ရပြီးမျက်စိမမြင်တဲ့ကျောင်းသားတွေကတော့ည7:00အထိဖြည့်ဆို့ရပြီးတော့စုစုပေါင်းဖြည့်ဆို့ခြင်း73:00လောက်အထိကြာမြင့်ပါတယ်ရှင်အနာဂတ်မှာဘာစီလိုနာမြို့စီပြန်လည်အခြေချဖို့စိတ်ကူးထားကြောင်းမက်ဆီကပြောသွားပါတယ်။မက်ဆီဟာဘာစီလိုနာအသင်းကိုကလေးဘွားတွေကစတင်ရောက်ရှိခဲ့သူဖြစ်ပြီး2004ခုနှစ်ကနေ2021ခုနှစ်အထိ18နှစ်ကြာပါဝင်ကစားခဲ့သူပါ။ မိမိပါဝင်ဇနီးတဲ့နဲ့ကလေးတွေအားလုံးကလည်းဘာစီလိုနာကိုအမြဲတမ်းလွမ်းနေကြပြီးဘာစီလိုနာမှာပြန်နေဖြစ်တဲ့အချိန်မှာဘယ်လိုနေထိုင်ဖြတ်သန်းမလဲဆိုတာအမြဲတမ်းစိတ်ကူးမိကြောင်းမက်ဆီကပြောပါတယ်။ဘာစီလိုနာမှာအိမ်တလုံးလေးပိုင်ဆိုင်ထားတာကြောင့်အနာဂတ်မှာပြန်လည်အခြေချဖို့စိတ်ကူးထားကြောင်းမက်ဆီကပြောသွားတာပါ။ဘာစီလိုနာအသင်းဟာမေဂျာလိရနာထားချိန်မှာမက်ဆီကိုအငှားစာချုပ်နဲ့ပြန်လည်ခေါ်ယူဖို့လည်ပြင်ဆင်ထားကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်ရှင်။ DV ဦးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းလေးကိုရှုစားကြရတာပါမနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းလေးကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါကျမတော့ဖူအီနေပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် တညာစီစီကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပစက်အငှားဒေသများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူပေးစာတွေကိုဖတ်ကြားပေးမယ့်သူကတော့မတိဒီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတိဒီဟုတ်ကဲ့မင်္ဂလာပါကွာကျော်ကြီးအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DVB အစီအစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်ချိန်ပြန်ရောက်လာပါပြီရှင် ုတ်ကဲ့ပါမတ်တီဒီတစ်ပတ်မှာပေးစာတွေထဲကမှာပထမဦးဆုံးဖတ်ကြားပေးခြင်းနဲ့ပေးစာကတော့ဒီစကိုင်းတိုင်းမော်လိုက်ခရိုင်တွေကပြပူလာတဲ့ပေးစာနဲ့အရင်ဆုံးဖတ်ပြပေးခြင်းပါတယ်ခင်ဗျာဈေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါတော့တူ TVB ပြည်သူအစာပါဇက်အခါမှာအခုနဲ့အမကျေးဇူးပြုပြီးတော့အန်ယူဂျီအစိုးရသက်ဆိုင်ရာဝန်ကြီးတွေတရှိစေရန်ဖတ်ကြားပေးပါစကိုင်းတိုင်းမော်လိုက်ခရိုင်ဖောင်းပြင်းမြို့နယ်ကမြို့နယ်တရားရေးအခွဲရဲ့ဘိန်းကျူဆက်ပြာခွဲတစ်ခွဲရဲ့အလေးချိန်ပမာဏကို တရားဂရန်ဆိုပြီးတော့လွဲမှားစွာမှတ်ယူပြောဆိုတာတွေကြောင့်တရားဥပဒေနဲ့မညီပဲအမိန့်ချအပြစ်ပေးမှုတွေရှိနေပါတယ်။မြို့နယ်ပါလာဖာရဲ့တရားစွဲတင်ထားတဲ့ပုံမှန်အတိုင်းတရားလိုတရားခံမိသားစုဝင်တွေအပါအဝင်ဂျာနာစစ်ဆေးမှုမရှိပဲတဖက်သက်ခုခံခြေပပြောဆိုခွင့်မပေးပဲဂျားကာလာမှုဆိုပြီးတော့မတရားပြစ်ဒဏ်စီရင်ရင်မှုတွေကို တင်ပြလိုပါတယ်။မွေးရေးဆေးဝါးဘိန်းဖြူကို1ဂရမ်မပြည့်သလိုဘိန်းမဲ၃ချက်သားမပြည့်တဲ့အမှုကို မူးယစ်စီဝါရောင်းချတဲ့ပုံမှန်16ကာကြီးနဲ့ပြစ်ဒဏ်အများဆုံးချမှတ်ထားပြီးတော့မူးယစ်စီဝါ